ဇလန်းစားမှာတော့သူတွေပွေးပွားနေကအလောင်းတွေအများကြီးရှိနေတဲ့အိမ်လေးကိုဒိမ့်မဲ့ဆန်ဟာတနက်ကိုစီကင်ပြီးဝင်ရောက်ရှာပွေးပေးမယ်။ဘာမှမတွေ့ရပဲသပွဲပေါ်မှာတင်ထားတဲ့ကွန်ပျူတာလုံးကိုပဲတွေ့လိုက်ရအောင်။တတိထားပြီးဖွင့်ကြည့်လိုက်ရတက္ကသိုလ်ကျောင်းသားလေးကြီးကံမလေးရိုက်ထားတဲ့ဇလန်းတစ်ပုဒ်ဖြစ်ပြီးအဲ့ဇလန်းကိုဒိမ့်မဲ့ဆန်ဟာကြည့်နေကြပါလေ။မိုက်ဆိုတဲ့လူကောင်ထွက်ထွက်နဲ့ကောင်လေးတယောက်ရဲ့ Brian ဆိုတဲ့ကောင်လေးရဲ့ငွေချင်းနေဖြစ်ကြပြီး Brian ကတော့သူ Dragon လို့ပုတ်တဲ့ချောက်ထားအကြောင်းကင်မရာကိုလက်ထက်ဆန်နေရပဲဖြစ်ပါလေ။ အဲ့ဒီချိန်မိုက်ကဘရိုင်ယက်စီကနေကင်မရာကိုကိုင်ပြီးစကားတွေပြောနေကသူတို့နာသူတွေကိုဝေဖန်လေကန်စင်းနေတော့စပိတ်ရှူရောက်နေကိတ်ဆိုတဲ့ကောင်မလေးကိုမြင်လိုက်ရကကင်မရာနဲ့ကြိုက်နေတော့ကိတ်ကလည်းသူ့ရဲ့လက်ထက်ကင်မရာကိုဆွဲကထလာပါတယ်မိုက်တို့လည်းကြောက်သွားကကိတ်ကတော့ကင်မရာအကြောင်းကိုမေးနေရကြောင်းမိုက်လည်းဖော်ရှော့လုပ်လိုက်ပါတယ်ဒါမဲ့ကိတ်ကတော့သူ့ဟာကင်မရာအလန်းစားနဲ့ကောင်လေးတွေကိုဆိုရင်ကျွေလွတ်ပြလိုက်ပြီးမိုက်ကလည်းခလလက်ဆော်လေးဆိုရင်ကျွေပါလွတ်ပြလိုက်တာကြောင့်ဘေးကဘရိုင်ယက်လည်းကြောက်သွားပါတယ်ဒီလိုနဲ့ညတညမှာတော့ဘရိုင်ယက်ကသူ့ရဲ့ဗီဒီယိုတွေကိုပြုပြင်နေတော့ကိတ်နဲ့မိုက်ကတော့ချစ်ကြည်နူးနေကြပါတယ် အချင်းချင်းကမ္ဘာကိုစီနဲ့ဖြစ်တဲ့အိမ်မက်တီကိုပြောကြရင်နောက်နေ့မှာတော့အတန်းထဲမှာငိုက်နေတဲ့ဘိုက်ကို Brian တို့ကဗီဒီယိုခိုးကြိုက်နေပါတယ်။တင်နှင်းချင်းပြီးတော့ Mike နဲ့ Brian တို့စကားပြောနေကြတော့သူတို့ရဲ့ဂျားရီကနေ Scott ဆိုတဲ့ကောင်ကြီးရဲ့ဖျက်ပြေးလိုက်တာကြောင့်ကင်မရာကပြုတ်ကျသွားပါတယ်။အဲဒါကြောင့် Mike ရဲ့ဒေါသတကြီးနဲ့ထားပြီးဆက်စုပ်လိုက်က Scott နဲ့ထိုးမဲ့တကယ်ကြီးဖြစ်သွားပြီမယ်။ခိုင်းတဲ့ Brian ကပြန်ဖြေမိလိုက်လို့နှောက်သားလူစုကွဲသွားကြပါတယ်။အဲ့ဒီအချိန်မှာစေယုံကရဲကားတွေကိုတွေ့လိုက်ရတာကြောင့်ကမ်မာမန်ဘရိုင်ယန်လည်းပြေးသွားတာအမှုကိုကြိုက်ကူးနေတော့အင်ပါလာကားပေါ်ကနေ FVS ဆိုတော့နှစ်ယောက်စင်းလာကမိကုန်းတွေကိုစပြီးပြီးပါတော့တယ် တင်ဆိုးသူဟာတော့ကိုက်ပြက်ခံရသလိုဖြစ်နေကအိမ်ကြီးချင်းနေရတော့သူတို့ဟာခွဲဥတန်တွေကိုပဲကြားနေရတယ်လို့ပြောပါတယ်ဒီလိုနဲ့ Brian လည်းတင်ဆိုးသူဟာသူ့ရဲ့အင်ဂျင်နီယာဖြစ်နေကြောင်းသိလိုက်ရတယ်သူ့အတွက်ဇလန်းတဖို့ရပြီဆိုပြီးရေကျိုးလိုက်ပါတယ်ဒီလိုနဲ့အိမ်ကိုပြန်လာပြီး Brian ကသူ့ရဲ့ကင်မရာကိုအားသွင်းကဇလန်းတို့လိုက်ရိုက်ဖို့အတွက်ကုညီပေးဖို့ဘိုက်ကိုတော့ခေါ်လိုက်ပါတယ်ရှိုက်ကူအိလို့ပို့တယ် Brian ကအပင်နေပေါ်ကနေဇောက်ထိုးနေနေတော့မရန်တော့ကတွေ့ခဲ့တယ် FBI ကိုတွေ့လိုက်တာကြောင့်အနာဟုတ်ကက6ရိုက်ကြပါတယ် FBI နေရတော့အမှုကြောင့်ပြောနေကြပြီးမြောက်တာပစီပစီလုံးနေရကြောင်း Mike ကချိန်ပိုးခုတ်နေတဲ့အတွဲအီလာလို့ပြောလိုက်ပါတယ် ဒီလိုမျိုးကမ္မမန်းနေရာကိုချောက်ရိုက်နေကြရင်ဗန်းချန်ထဲမှာစကော့ကကောမာလီတယောက်နဲ့လက်ပြီးတက်နေတာကိုချောက်ရိုက်နေတော့ကောမာလီဟာအတိတ်ထွက်ပြေးသွားလို့ဒေါသထွက်သွားတဲ့စကော့ကမိုက်ကအတန်အောင်ကြားလိုက်ပြီးရှက်ရဲရဲကလိုက်ပါတော့တယ်။စကော့တယောက်ဘရိုင်းရဲ့နောက်ကိုလိုက်နေတော့မိုက်ကလှမ်းပြီးဆက်လိုက်တာကြောင့်စကော့လည်းမိုက်ရဲ့နောက်ကိုပြန်လိုက်လာပြီးမိုက်လည်းခြေကုန်တို့ပြီးပြေးပါတော့တယ်။ပြင်းလွိုင်းနဲ့ဒေါနတ်ကြီးတွေကိုရမမသိရောက်လာပြီးကင်မရာကိုကရှက်ဖူးရိုက်ကူးရေးလုပ်နေတော့မန်ပီတန်တစ်ခုကိုကြားလိုက်ရအောင်ကြောက်လန့်နေပါတယ်။အဲ့ဒီအချိန်ပဲဒဇုံတကူကသူ့နားကိုဖိဖိချင်းချီးကပ်လာပြီးမကြခင်ပဲအနောက်ကနေဝင်ရောက်တက်ခတ်လိုက်တာကြောင့်ကင်မရာလည်းပြုတ်ကျသွားပါတယ်။ အတော်ကြတော့မှမိုက်ကိုလိုက်ချနေရဲ့ Brian ဟာနေရာဝဲလာပြီးအပင်ချေးမှာဒရာဘလက်ဘောနဲ့လဲနေရဲ့မိုက်ကိုတွေ့လို့ကိတ်စီကိုပြန်ခေါ်လာခဲ့လိုက်ပြီးကိတ်ကဆေးထည့်ပေးဖို့ပြင်တဲ့အချိန်မိုက်ရဲ့အနာရှိမနေတော့ကြောင်း Brian လည်းအံ့ဩသွားရပါတယ်ဒီလိုနဲ့သူတို့လည်းမိုက်အကြောင်းကိုပြောနေကြတော့မိုက်ကနိုးလာတဲ့အချိန်မှာတော့အိတ်ချေအောင်ဆောင်နေလိုက်ကြပါတယ်ဒီအချိန်မှာအတန်တစ်ခုကြာလို့ထဲကြည့်လိုက်တော့တကားတစ်ချက်ကိုတက်ပတ်တင်နေမှနေရဲ့မိုက်ကိုပြင်လိုက်ရအောင်အားလုံးလည်းအံ့ဩတင်သွားကြပါတယ်ဒီလိုနဲ့ကင်မရာမန်လေး Brian ရတော့ကိတ်ကိုလက်ပတ်တင်နေမှနေရဲ့မိုက်ကိုဗီဒီယိုရိုက်ကူးပေးနေပါတယ် ပြီးရနဲ့နောက်နေ့မှာသူ့အတွက်ဇလန်းရပြီဆိုတာတိန်လုံးနီးပါးကိုကင်မရာလက်တက်လိုက်ပါတယ်အဲ့တော့ပြင်သွားတဲ့ကိတ်ကဆိတ်ဆိုးသွားပြီသူ့ရဲ့ရည်သားဟာစက္ကပ်ပေါ်မှာပြတယ်မြောက်မဟုတ်ဘူးဆိုတာဘရိုင်ယန်ကိုဆူလိုက်ပါတယ်တကယ်မှာတော့ဘရိုင်ယန်လည်းမိုက်စီကိုသွားပြီသူ့စီမှာထူးဆန်းတဲ့အကြံတစ်ခုရှိကြောင်းနဲ့အဲ့ဒါတော့မိုက်ကိုကိုက်တဲ့အကောင်အောင်ရှာပြီသူ့ကိုလည်းကိုက်ခိုင်းမယ်လို့ပြောလိုက်တာကြောင့်မိုက်ကမလုပ်ဖို့အတွက်ထားညင်ပါတယ် ဲ့အကြောင်ဘရန်ကလည်းဒေါသထွက်သွားပြီးငါဟာငါပြောက်ကောင်အနေနဲ့မင်းရဲ့နောက်မှာရှိပြီးမင်းရဲ့နောက်မှာပဲထက်နေနေရမှာပေါ့မင်းရတော့အမြဲတမ်းအရှိရနေပဲအကောင်းဆုံးသူတွေအတိပွင့်တွေကိုစားသုံးနေတယ်တကယ်တော့မင်းဟာတကောဆန်တဲ့ကောင်ပဲဆိုတာထိုင်ခိုးကန်ပြီးနေရာကနေထထွက်သွားပါလေအဲ့ကိစ္စကိုကိတ်ကတိသွားအကြောင်ကိတ်ကလည်းတဏ္ဍတားနေတဲ့အချိန်ပဲအိရှိရနေတကားခေါက်တဲ့အောင်ကြားလိုက်ရပါတယ်ဘရန်ကလည်းတကားသဖွင့်ကြည့်လိုက်တော့အဖေကလူတယောက်ဖြစ်နေပြီသူတို့ဟာထူးဆန်းတာတွေကိုမြင်လိုက်ရလားဒီရင်ထဲမှာအကန့်ခံလိုက်ရတဲ့သူကရှိလားပြီးတော့အရင်တော့ဟာရှောသွားတယ်အိမ်သားချင်းရောတီလာမင်းနေပြီသူတို့မင်းသမီးကိုဘရန်တို့ကထိုင်ပြီးရင်းနေပါတယ် ဒီလိုနဲ့ FA နေပြတ်ထွက်သွားကြတော့ Brian ကအတန်ဖက်ဆက်နဲ့ဖတ်လိုက်ရ FA နေပြောနေတာကိုကြားလိုက်ရပါတယ် FA နေတဲ့တယောက်ကဒီကောင်ကဘာလဲဘာလို့တွေးခဲ့တယ်နှလုံးထုတ်စားတယ်ကီကီကိုနှစ်ဖျားကောင်ပဲလားလို့ပြောနေရကြောင်း Mike လည်းသူ့ကိုယ်သူနှစ်ဖျားဆိုပြီးကြွနေတာကို Brian လည်းအားကြနေပါတယ်ဒီလိုနဲ့ညဘက်ရောက်မှာတော့ Mike လည်းသူ့ရဲ့ခန္ဓာကိုယ်မှာထူးဆန်းတာတွေဖြစ်လာလို့ကင်မရာကိုကတက်စီကန်အောင်သွားနေတော့သူ့ရဲ့ခန္ဓာကိုယ်ဟာအပြောင်းလဲအိပ်စားပြီးဖြစ်လာပါတယ်နှလုံးထဲဟာတငယ်အိမ်တွေကကျေလာပြီးအစွဲတွေထွက်လာတာလက်သေးတွေပါထွက်လာပါတယ် ပြီးရတယ်ဘိုက်ကြီးကအရန်ဆက်လာပြီးရေခဲတက်တာတွေကရှိသမျှမုတ်တွေကိုစားပေးမယ်ဘိုက်မိုးဟာကြောင့်အပြေုံထွက်သွားပါတယ်အဲ့ချင်းစကော့တို့ကလည်းတရဝါတကောင်ဟာတောင်းကျနေလို့ဆိုတာသူတို့ဟာကင်မရာကိုစီနေလူခွဲကင်းလဲနေကြတော့မိုက်ကိုအထုပ်ပိုးဝင်နေတွေ့လိုက်ရပါတယ်။မိုက်ကစကော့ကိုသူ့နောမလာဖို့ပြောပေးမယ်။စကော့ကအနားဟောက်တူလာတဲ့အချိန်မှာတော့ရုတ်တရက်မိုက်ကပျောက်သွားပါတယ်။ဒါကြောင့်တော်ရဲကိုဆက်တိုးလာပြီးမိုက်ကိုရှာဖွေနေတော့တနေရာရောက်မှာတော့မိုက်တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ကိတ်တို့ဘက်မှာလည်းတ냐လုံးပြန်လာတဲ့မိုက်အကြောင်းကိုပြောနေတော့မကြခင်မဲ့သူစံတရေရဲ့နဲ့မိုက်ပြောက်လာပြီးဘာစကားမှမပြောဘဲရေချိုးနေပါတယ်။ ပြီးတော့မှကိတ်ကိုသူညာတို့ဟာမုတ်ဝဲပြီးအပြန်စကောက်နဲ့တိလို့စကားပြောနေရင်းနဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာအနီရောက်ဖြစ်ပြောင်းသွားကအခုသူအိမ်ပြန်လာတာကိုမှတ်မိတော့ကြောင်းပြောပါတယ်ဒီချိန် Brian ကတော့ကမ္ဘာတစ်လုံးနဲ့အပြုံထွက်သွားပြီးရေကားတိုင်နေကြနေရတယ်တော်တဲ့ကိုလိုက်ဝင်သွားပါတယ်။သူလည်းလိုက်ပြီးဆက်စုနေတော့ FBI နေရာ Scott ရဲ့အနောက်စစ်ဆေးနေကြပြီးခန္ဓာကိုယ်တစ်ခုလုံးဟာအကောင့်လိုက်ဖြစ်နေပြီးနှလုံးကတော့ပြောင်းနေကြောင်းပြောပါတယ်။ဒီလိုနဲ့ Brian လည်းအိတ်ဝတ်ပြက်လာပြီးကြောက်တဲ့လက်ချားနဲ့ Mike ကိုဟဲ့အောင်မိုက် Scott ရဲ့နှလုံးကိုစားခဲ့ရလားဆိုပြီးရန်ရှာနေတော့ Mike ကလည်းဒေါသထွက်လာက Brian ကိုဆောက်တွန်းပြစ်လိုက်ပါတယ်။ ပြီးရတယ်နောက်တစ်နေ့မှာကိတ်ကမိုက်ကိုခေါ်ပြီး FN တော့ကိုလိုက်ချောင်းပါတယ် FBN ကတော့အမှုကြောင့်လည်းစုံစမ်းနေကြပြီသူတို့လည်းချောင်းနေတယ်မိုက်တို့ကို Brian ကတွေ့သွားကြအောင်မင်းတို့ရှာလည်းမေးရ Brian ကသူတို့ဖုန်းထဲက GPS ကိုဟားလိုက်တာလို့ပြောပါတယ်ဒီစကားကြောင့်ကိတ်ကလည်းအကြံရသွားပြီ Brian ကို FBN နေဝင်သွားတဲ့စောစောဆိုင်နေစောင့်ကြည့်ကင်မရာကိုဟက်ခိုင်းလိုက်ပြီမိုက်ကတော့အတန်ဖန်ဆက်ကိုကန်ခိုင်းလိုက်က FBN နေနဲ့မလန်မကမှထိုင်ခိုင်းလိုက်ပါတယ် FA နေတရတယောက်ကတော့သူတို့ရေဆိုင်နေရတာတွေဟာနတ်ဖျားမဟုတ်ပဲ Alpha တမိုင်းဝင်မလေးဖြစ်မယ်လို့ပြောနေကနောက်ထပ်တယောက်ကလည်းအိုက်ကောင်ဟာသူ့ရဲ့အသွေးပြောင်းတဲ့နီကိုထိန်းထားနိုင်ပြီးအရင်တော့ကတော့တိရစ္ဆာန်တွေလုံးကိုပဲလိုက်စားတဲ့ကောင်ဖြစ်မယ်လို့ပြောနေကအခုချက်ချင်းမှာဘာဖြစ်လို့လူတွေလက်တက်လဲဆိုတာကိုမသိဘူးလို့ပြောလိုက်ပါတယ်ပြီးရတယ်တလက်စားတယ်တမိုင်းဝင်မလေးဆိုရင်တော့တပ်ဖို့အတွက်ငွေသား၆လောက်ချထားရမယ်လို့ပြောနေပါတယ်ဒီလိုနဲ့မိုက်တို့လည်းအိမ်ဝင်ပြောင်းလာကြပြီးမိုက်ကသူဟာနတ်ဖျားမဟုတ်ပဲတမိုင်းဝင်မလို့ဆိုတော့သိလိုက်ရအောင်ဒီဖက်ရှင်တွေဝင်ပြီးအဲ့ရထဲမှာခွင်နေပါတယ် Brian ကတော့တခုတတိထားမိပြီကိတ်ကိုခေါ်ပေးမယ်မိုက်နဲ့လုံများနေတဲ့ကိတ်ကမကြားအောင် Brian လည်းသူတို့ကောလိတ်ကပမောက္ခစီကိုသွားပါတယ်ပမောက္ခရုံကန်ထဲမှာစောက်ကြီးကိမ်းမှာတက်လိုက်ပြီးပမောက္ခရောက်လာတော့ Brian ကပမောက္ခကဘာလဲဆိုတော့သိရဆိုပြီးဝန်ခံတိုင်းမှုစူးစမ်းပါတယ်ပမောက္ခကအတန်းတန်းငင်းဆက်နေရကြအောင် Brian လည်းလက်ထက်ငွေထောင်းထုတ်လိုက်ပြီးတပ်ဖို့ချိန်ချောက်ပြီးအတင်းပြီးတော့မှပမောက္ခလည်းသူ့ကိုယ်သူပစူဆိုတာကိုထုတ်ပြောလာပါတယ် Brian ကလည်းသူအားလုံးကိုသိတယ်ဆိုပေမဲ့အခုလာတာကသူ့ကိုလည်းဘိုင်းကိုလုတ်ခဲ့တယ်လို့ပြောတမိုင်ဝုံးမလေးထိပြောင်းပေးဖို့လာတာပဲဆိုပြီးအတင်းပူစာပါတော့တယ် ။ဘာမောခကတော့ဘရိုင်ယန်ကိုတားနေပြီး तू ဟာတိရစ္ဆာန်တွေအလုံးကိုပဲစားနေရပေမယ့်တရက်မှာတော့ तू ဟာလူသားတစ်လုံးကိုစားချင်လာပြီးဘလို့မစိတ်ကိုထိမရလို့လိုခဲ့တဲ့အပတ်ကပဲမင်းတို့ရဲ့အနီလာချင်းကိုစားခဲ့ပြီးရလို့ဝေခံလိုက်ပါတယ်။ဘရိုင်ကတော့ဘာဘောခဘာပြောပြောနားမဝင်တော့ပဲသူကယူမဆိုင်ကြောင်းလေသူအားလုံးကိုလက်ခံနေတာကြောင့်သူ့ကိုအသွေးပြဝိပါလို့တောက်ဆုပ်နေပါတယ်။ဒါကြောင့်ဘာဘောခလည်းဘာမှမတတ်နိုင်တဲ့အဆုံးမှာတော့အသွေးတောင်းပေးလိုက်ရပြီးဘရိုင်ကတော့ခပြုတ်ပြုတ်လေးနဲ့အိမ်ကိုပြန်ရောက်လာပါတယ်။ဒီကိစ္စတွေမဖြစ်ပြီးမကြခင်မှာပဲဘာဘောခစီကိုဒေးမဲ့ဆန်ရောက်လာပြီးလက်ဆက်တုံးခံလိုက်ရတာကိုဘရိုင်ကတော့သောက်ကြည့်ကင်မရာနေမြင်လိုက်ရပါတယ်။ ဒီလိုလေ Brian ဟာအိမ်မရောက်တာလေသူလည်း Mike လို့ဖြစ်ပြီဆိုတာပြောလိုက်တာကြောင့် Mike ကမိဘဖြစ်လို့အဲ့လိုပြော Mike ရွေးဆက်တာတကြိုရုတ်ခဲရလေလို့ပြောလိုက်ပါတယ် Brian ကတော့မိဘကောင်ကိုမကြိုက်တာအခုဆိုရင်ကလည်းမေးလို့ပြောပဲတမလာပြီဒါကြောင့်မင်းတော့မှနေနေရတယ်ဘာပြောကောင်မဟုတ်တော့ဘူးဆိုပြီးကိတ်ကိုလည်းတကယ်ရောက်တာအစ်စ်ဆိုတာဘလို့ကောင်လဲဆိုတော့ပြမယ်ဆိုပြီးလေတော့ဆောက်ဆောက်ပေးမယ်ဆိုတာတော့ဆောက်လိုက်တာကြောင့် Mike လည်းစိတ်မထင်းတဲ့တော့ပဲ Brian ကိုဝင်လို့လိုက်ပါတယ်ဒီလိုမျိုးတမန်ဝတ်ပူလေးလည်းကောင်လုံးလဲနေကြရင် Brian ကအသိဥပဒေကိုထားတယ်ဘိုက်ကိုထိုးကအထုံးသက်ပြလိုက်ပါတယ် ပြီးရတယ်ကိတ်ကိုလည်း Brian ကဘယ်တော့ချစ်ကြောင်းနေပြောနေပြီသူနဲ့ဘွားတူတူဖြစ်ဖို့အတွက်ပြောလိုက်ကာကိတ်ကိုကိုက်ချပြစ်လိုက်ပါတယ်ကိတ်ကတော့တက်စင်ကန်နဲ့ယုံဝင်ပြီး Mike Theta ကိုဝန်ထမ်းနေကာ Mike ကိုတက်တဲ့ Brian ကိုလည်းစိတ်လို့နေပြီးတက်စင်ကန်ထဲမှာထပြီးတောင်းညံလာပါတယ်ပြီးရတယ်အပြင်ကိုထွက်လာပြီး Brian ကိုခေါ်လိုက်ကာကိစ္စတုံပြစ်လိုက်ပါတယ်ပြရနေကိတ်ကသူ့ကိုသူကံမထောင်ရိုက်လိုက်ပြီးဒီကိစ္စမှာသူကဝင်မာရှင်ခဲ့တာမဟုတ်ပေမဲ့အခုဆိုရင်သူ့ပါတမန်ဝင်လေးဖြစ်လာခဲ့ပါပြီ ဒါမဲ့သူဟာအခုချိန်နေစားပြီးနောက်အချိန်နေအထိလူသားစစ်စစ်တွေကိုဘယ်တော့မှအနေမပေးပါဘူးဆိုကာအမြဲတမ်းတိရစ္ဆာန်တွေနှလုံးကိုပဲစားပြီးတော့နေမှာပဲနေမှာမို့လို့သူ့ကိုအခွင့်အရေးပေးပါဆိုပြီးဗီဒီယိုရိုက်ခဲ့ပါတယ်။ဒါကြောင့်ဒင်းမက်ဆန်လည်းဗီဒီယိုကြည့်လိုက်ကြရင်ဒင်းကတော့ငါတို့တွေကိတ်ကိုအခွင့်အရေးပေးဖို့လိုတယ်ဆိုပြီးဆုံးဖြတ်လိုက်ကြတာ။အကယ်လို့အမုတ်တစ်ခုခုမှာကိတ်ပြန်ပေါ်လာပြီးသူ့ဘဝဝင်ပါနေရဆိုရင်တော့အမင်းမျက်မရှိပဲတတ်ဖို့အတွက်လျှောက်သားသဘောတူပြီးနေရာကနေထွက်သွားကြပါတယ်။